ခုကျွန်တော်ရောက်ပြီလေအကြောင်းအလေးရတော့ကျွန်တော်တို့ရဲ့ KB ကိုသူများတွေဝင်ကြည့်လို့မရအောင်ပတ်တန်တော့ခတ်တယ်နီလေးကိုကျွန်တော်ပြပြပေးနေတာပဲဖြစ်ပါရဲ့နော်ဘလို့အရှင်နေမြို့မှာအတုံးဝင်လဲဆိုရင်ကိုယ့်ရဲ့ဖုန်းကိုတခြားတွေကိုငါပေးလိုက်တဲ့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ဖုန်းကိုအကြောင်းမျိုးကြောင့်ဖုန်းဆိုင်တစ်ဆိုင်ဆိုင်မှာပဲအထားကြရတယ်ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ KB ကောက်ထဲကိုသူတို့ဝင်ကြည့်လို့မရအောင်ပတ်တန်တော့လေးခတ်တယ်နီလေးကိုကျွန်တော်ပြပြပေးနေတာပဲဖြစ်ပါရဲ့နော်ဒါဆိုကျွန်တော်လည်းအတူလိုက်လို့ကြည့်အောင်နော် ျွန်တော်တို့ဒီ KP တဲ့ဟိုဝင်ပတန်လေးခံထားခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် KP ဇက်ပေးတဲ့အရင်ဆုံးဝင်ရမယ်နော်ဒီ KP တဲ့ဒီဒီအောက်ဆုံးမှာကျွန်တော်မြတ်ပြထားတဲ့ကျွန်တော်ဤ profile ဆိုတာလေးရှိရယ်နော်အဲ့ဒီကောင်လေးကျွန်တော်တစ်ချက်နှိပ်မယ်နော် ပြီးရင်ပတန်အားစီမံခန့်ခွဲမည်ဆိုတာလည်းနိုင်မယ်နော်ပြီးရင်ဒီကောင်လေးကိုတစ်ချက်ဝင်မယ်ပြီးကျွန်တော်ဒီမှာကိုယ့်ရဲ့ KB password ကိုနိုင်မယ်နော်ပြီးကျွန်တော်ဒီမှာကိုထားခြင်းတဲ့ပတန်ကိုနိုင်မယ်နော်နှစ်ခါဆွဲရမယ်နော်ဥပမာကျွန်တော်ဒီကနေ့ဆွဲပြရမယ်နော်နောက်တစ်ချိန်ထပ်ဆွဲမယ်ဟုတ်ဒါဆိုတော့ရပါပြီနော်ကျွန်တော်တို့ KB တွေကိုပြန်ဝင်ကြည့်မယ်နော် ဟုတ်ဒါဆိုရင်တော့ကျွန်တော်တို့ KP တို့ခုနကပတန်လေးခံနေပြီပေါ့နော်ဒီပတန်တိမှပဲဝင်လို့ရမှာပါနော်ဥမာတခြားပတန်ပုံစံဆွဲကြည့်လိုက်မယ်နော်ဟုတ်ဒါဆိုမားနေပါရဲ့နော်ခုနကကျွန်တော်ခတ်ထားတဲ့ပတန်ဆက်လေးဆွဲမှတော့လေ KP တို့ဝင်လို့ရတာဖြစ်ပါရဲ့နော်ဒီတိုင်းလေးလုထားမှဆိုရင်ကျွန်တော်တို့ရဲ့ KP ရဲ့ကောက်ကလည်းပို့ပြီးတော့လုံခြုံမှုရှိပါရဲ့နော်အားလုံးမဲ့စင်ပြကြပါစေဖြင့်